ုဒ္ဓဘာသာတို့ဤဘာသာသာရေးဆိုင်ရာချင်းကြည်မှုပွဲလံကြည်ကြည်ငဲငဲအစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောတကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယန္တနာသုံးပါးကတော့ရေတရဏဂုံသီလများခံယူကြပါစို့ခမည်းဆိုတဲ့အတံပေးလိုက်လို့ရှိရင်လောက ဥပမာမိုးဥကြတခိုး တောင်ကမိုးချင်းမိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲတပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတန်တွေကိုတပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူဓမ္မဂေါတကတရားကျွေးကြနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်က ယရဏသုံးပါးကြော့၍တရဏဂုံသီလများဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူခြုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်ရှင်အမျိုးသားအမျိုးသမီးဒီဟုသောရွှေဥတောင်းတို့သည်တပြိုင်နက်ထက်တညီတညွတ်ထက်ဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကြော့တဲ့စတံကေကာတန်ဒီဟာညံပြီးတော့ထွက်လာ အဘိဓမ္မာတဘောအရာဘုန်းကြီးတို့အရက်သေးမှာတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မတွင်လို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါသမှုအကုသိုလ်ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်ဇောမှဖြစ်မှအကုသိုလ်နဲ့ဆိုင်ရာအတန်တတံတတံထွက်တယ်လို့ ကုသိုလ်ပဲဆိုင်ရမှာလည်းပဲယရနာသုံးပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါစို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်ဇောစိတ်တွေ49ကဖြစ်မှာဩအတံပီပီတတတတံထွက်တယ်ကာမလည်းပဲထို့အတူပဲ49ချိန်တမလည်းပဲ49ချိန်အဲ့ဒီလိုကုသိုလ်ဇောစိတ်တွေ 49ကာ49ကာတတန်တတန်မှာတို့မှာရတယ်လို့စိတ်แท้จูตินอายังวันหยอกจักบาเอริสาไบติติโซโลยิงก็တော့พยาเตยตางายรณา3บาอปอมาไม่ตอตะสะငေးစဉ်တောင်ကြီးကလေးဘဝဖေယမန်တရားမန်ကံကမန်မသိတဲ့အချိန်က မတော်တဆပြုမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်ကပ္ပဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအတုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွင့်လျော်လိုက်အဲဒီလိုဆေးကြောဖွင့်လျော်တဲ့အနေတကြိမ်နှစ်ကြိမ်သုံးကြိမ်မြအောင်ဖရယရဏတရားယရဏတန်ခါယရဏယရဏမြသုံးပါတော့ကိုဖရတပည့်တော်အယူသေးအလေးမြလက်အုပ်မိုး၍ရှ िख ုပ်ပူဇော်ဖူးမြော်မှန်းလျော့ကြတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မာကုတုဇောရီ၄ချက်၉ကလေးချက်၉ကဆောတော့မာကုတုဇောစိတ်တုပ္ပတိဟုတော့ရေရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတွန်းတွန်းဆေးကြောပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယရနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့အာရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းညင်းနဲ့အဝတ်ကောင်းဝတ်ချင်းနဲ့နတ်လာကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်လာကောင်းပေးပါတောင်းတယ်လို့လို့တောင်းတယ်လို့ပဲ ခြေပေါက်တဲ့အခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြဲတော့ကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခံမိဘတံသာသမီတောင်းတယ်လို့အာမန္တေတိကရဏေနသဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အင်မတန်စင်ကြဲသောခန္ဓာကိုရှိနေပါ ဒီခစင်ကျေတော့ခန္ဓာကိုယ်ရှိနေတဲ့တပည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟူသောဥစိုက်ပန်းတွေငါးပါးသီလဒီဟူသောဝတ်ကောင်းစရငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူเจ้าဝတ်ရလူเจ้าလင်းရလူเจ้าတောင်းပန်ပါတယ်တောင်းခံပါတယ်ရှင်ဘုရားအနုက္ခံကတ္တဝါသီလံဒီထမေပန်းဒီ ဗန္ဒီရှင်ဖျားလောကံချီးမြှောက်မှုကိုကတ္တဝါပြု၍မေတ္တိတော်အာတိလံကရဏဂုံသုံးခန်းဥဇိုက်ပန်းနှင့်တကွာငါးခန်းတော်သီလတည်ဟူသောဘုကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားတောင်းပေးတောင်းနမတစ်ချိန်မကဘုဒ္ဓတရားပေးနှစ်ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတိယံပြီသုံးချိန်ညောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုတော်ကဘာအတံပေးလိုက်ယမဟံဝဒမိတံဝရေထာတရားဓမ္မတွေကဘာဆိုလိုက်တော့အမဗန္ဒီဘာလုပ်ကြတာတုံးဆရာတွေကလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝရေထလို့ဆိုလိုက်တဲ့ ပြီးတော့ပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဒကမအပေါင်းသူတော်ကောင်းတို့ကရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးသီလဆိုတဲ့ဝတ်ကောင်းစလငါးမျိုးတဏိနန္တာကြောင့်နန္တာကောင်းငါးမျိုးဟာဘဂတိပန်းဘဂတိအဝတ်ဘဂတိနန္တာလိုအထေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကြိမ်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆူ၍သောက်တီမရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့ငါးပါးသီလဝတ်ကောင်းစလနန္ဒာကောင်းငါးမျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့သောက်တီဘုံကိုဆူပေးမယ်အဲ့ဒီဆူပေးတဲ့သောက်တီဘုံကိုမမားအောင်လိုက်ဆူကြဒီအတိတ်ပဲနော်ဒီသီလပေးတဲ့ကိုယ်တော်က ယမဟံဝရမိတံဝရေသာသာဓုဝနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းသရဏဂုံဆောက်တီဘုံငါဘာသီလခံယူဆောက်တီဘုံကိုအံငါဒီဝရမိရှေ့ကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့ငါဘာသရဏဂုံဆောက်တီဘုံငါဘာသီလဆောက်တီဘုံပါဠိကိုတုံမေတင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဒကာရကမကအာမဗန္ဒီဗန္ဒီရှင်ဖုရားအာမကောင်းပါပြီကောင်းပါပြီအရှင်ဖုရားလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုတော်ကဗာစပေးလိုက်ဗာစပြီးတော့ရွတ်ပေးဆိုပေးလိုက်ကြလေနမောတတ္တဗုဒ္ဓဝတ္တအရဟတ္တသမ္မာသမ္ဗုဒ္ဓတ္တဖုရားရှိခိုးစားပဲကလေးလေးကစဆိုးနိုင်တယ် ်အေးဆိုးနိုင်လို့စာဖိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုံတော်ဒီမြောက်များစွာရှိတဲ့အ낵ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ပြမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံတမ္မတမ္ဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှေးဥစွာမြတ်စွာဘုရားအား တူတူချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှ िख ိုးကြအောင်စုအတိဘယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတဗုဒ္ဓတော်အရဟတော်တမ္မာတမ္ဗုဒ္ဓတာရှေ့ကတိုင်တဲဆိုပေးလိုက်အေးဒကာရုမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တဲဆိုပေးပြီမယ်ဒကာရုမတွေကသုံးခေါက်အတိဘယ်ရှိတယ် အေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော်အရဟတော်အရဟံဂုံတော်ယင်ဖြစ်တော်မူထတော်တမ္မာတံဗုဒ္ဓတာတမ္မာတံဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော်တတထုမြတ်စွာဘုရားအာနမောယူသိမြတ်လို့ရှိခိုးဥညပါဤဖြာဖျားရှိခိုးတဲ့စာပတ် ညသံဃာရဲ့ဘဂဝါဂုံအရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံတော်ကြီးသုံးပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုင်းဒီစာပိုင်းဖြင့်တရားမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဘုရားထံလာပြီးတော့အိမ်အိမ်တွာလာဆိုင်ကူမှာတက်ကပင်ညတော့နာပြီးလို့တောတာပန်အရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်ကနီးတဲ့အခါမှာပြန်ကနီးကြတော့ဒီနမောတ္တတ္တနဲ့ပဲ မြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးစီမတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလှုပ်လက်ဝဲယုံကြည်တဲ့လောကုတ္တရာတဏှဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပို့ပို့ပြီးတော့သူကနမောတ္တတုံးတော့ဆိုပြီးတော့ရှ िख ိုးပြန်ထို့အတူပဲဂါမတိမြမကြီးများဖျားထံသာပြန်နေဆိုရင်ဒီနမောတ္တတနဲ့ပဲသုံးပါ မတ္တရရှိခိုးပြီးတော့ပြန်ရလူပြည်လောကကပတိနတိကောသလာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့မြမာယုတို့ဆိုတဲ့ပုံနာပန္ဒိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ္တရရဒီနမောတ္တနဲ့ဘုရားရှိခိုးကြအဲ့ဒီလိုလူပညာရှိနတ်ပညာရှိမြမာပညာရှိဆိုတဲ့ ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်လို့အပ်တဲ့ဘုရားရှိခိုးစာပတ်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါတန်းငါတမိငါမြည်တို့တည်ရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြီးပင်မဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘိုးတန်နဲ့ဘုရားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်က လူကြီးများကဒီနမောတ္တကိုသုံးောက်ဆိုယုံအရှင်ပြုခဲ့အေးအဲ့ဒီအရှင်ပြုတာကိုကခုပြောလို့အင်္ဂဏဒုပဲရှိတယ်ဘုရားရှိခိုးစားပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတယ်ဘုရားရှိခိုးစားပိုင်အဲသီလာပေးတဲ့ကိုရောတစ်ခေါက်တည်းဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့သုံးောက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားအေးဘုရားရှိခိုးပြီးတဲ့အခါကြာတော့ ဗုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာအတန်တတန်တတန်တတန်မှာဖရာယရဏာကို ကြီးညိုတဲ့စိတ်တရားယရဏာကိုသံဃံယရဏာကို သူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရားပြီးတော့ဖရာတရားသံဃာသည်ယရဏာတို့မှာလေငါတို့ရဲ့အာတာကိုးွယ်ရာဘဲလို့သိတဲ့ပညာ ဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုတုစိတ်တည်းဗုဒ္ဓံကရဏံကိသာမိဆိုရင်ပဲရှစ်လုံးရှိတလုံးတလုံးမှာမာကုတုစိတ်တည်း49 49ချိန်ဖြစ်အဲ့ဒီမာကုတုစိတ်စေတသိက်အစုကိုဗုဒ္ဓတရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မံကရဏံကိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့ ဘာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံသံဃံတရဏံခိစ္ဆာမိရွတ်တဲ့အခါဖြစ်တဲ့မဟာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမဏမြမလိုသံဃတရဏဂုံသံဃတော်အကုွယ်ရာဟူ၍စိကတိမှကြောင်းဖြစ်တော့မဟာကုသိုလ်စိတ်စေတသိလို့အဓိပ္ပာယ်ရှိပါအေးဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင် အဲ့ဒီစာတုံးပိုက်ရွတ်လိုက်ပြီနဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓဒရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်သံဃဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်ပန်းတုံးစဉ်ဆင်းလျက်ပွင့်လျက်တင့်တယ်တဲ့ဒရဏဂုံပန်းကကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီထိုအခါသီလပေးတဲ့ကိုယ်တော်က ။အိုးမိဘကတာသမီပန်းတခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှသေးခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားဒီရမေးတဲ့ကိုယ်တော်ကဒုတိယမိဘတော်တော်ရဏငေသာမိဒုတိယံပိဓမ္မံတရဏံကိသမိဒုတိယံပိသံဃံတရဏံကိသမိဒုတိယမြောက်တရဏဂုံပတ်မဲ့ကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန် အာဒကာဒကမတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းနိုင်ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမောပန်းထားလိုက်တယ်ဆိုပါစို့ဒုတိယပြီးဆိုလိုက်တဲ့အခါတရဏဂုံပန်းနိုင်နှစ်ခိုင်မိမိတို့ကောင်းမောမှာမြိုင်မြိုင်ကြီးပန်းမိထိုကံမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့တုံးခိုင်ကပူလာအလေကောင်ကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွမ်းလာတို့မိ တတ္တိယပန်းကိုင်းမန်အောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတ္တိယံဘိဗုဒ္ဓံဒရဏံငိသမိတတ္တိယံဘိဓမ္မံဒရဏံငိသမိတတ္တိယံဘိသံဃံဒရဏံငိသမိဆိုပြီးတော့ဒရဏဂုံပန်းကိုင်းကြီးပေးပြန်ဟာဒကာဒကမကြီးကလည်းနှစ်သက်အာယံဝမ်ပန်းတသဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာဒရဏဂုံပန်းကိုင်းကြီးသုံးကိုင်းပန်းမိနေပြီ ြည့်ဒီအချိန်သီလပြည့်တဲ့ကိုယ်တော်ကဘာလုပ်လဲကရဏဂမဏံပရိပုံဏံပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရအေးမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်သီလပြည့်တဲ့ကိုယ်တော်ကတရဏဂမဏံပရိပုံဏံ သာဓုဝနှလုံးပြောင်းပြောင်းသူတော်ကောင်းတို့တရဏကမဏံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏပြည့်စုံကြပါလားအိုးတရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားကျေနပ်ပါလားအားရပါလားမေးလိုက်ထိုအခါတကတော့မကအာမဗန္တီပြည့်စုံပါပြီဖေဟာကျေနပ်ပါပြီဖေဟာအားရပါပြီဖေဟာလို့ဒီလိုပြန်ပြောလိုက်တာ ထိုအခါကျမှသီလာပေးတဲ့ကိုရောကအဝတ်ကောင်းဆလာတထဲဝတ်ကောင်းတထဲတထဲတထဲပြီးတထဲတဏိနဲ့သာကောင်းတစ်မျိုးပြီးတစ်မျိုးလှန့်လှန့်ပေးတယ်လို့နော်သီလာပေးတဲ့ကိုရောကအနာတိပန္တာဝိရမဏိသေကာဗရံသမာတိယာမိဆိုပြီးတော့ပါဏတိပန္တာဝိရတိသီလာတိဟူသောအဝတ်တထဲပေးလိုက်ပြန်နန္ဒာကောင်းတစ်မျိုးပေးလိုက်ပြန်ဟေးဒကာဒကမဒီကံလေးပဲဝမ်ပန်တသာလိုက်ဆို၍ ထိုပါဏာတိပါဒဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်လက်တာကောင်းကိုမိမိကိုယ်မှလိမ့်သွားချေလေလိုက်အင်းနောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိဏဒါနဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိဏဒါနဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းဆလနန္ဒာကောင်းတမျိုးပေးလိုက်ပြန်ဆိုပေးလိုက်အင်းဒီကဒီကမဒီကဝမ်းမြောက်ဝမ်းသာဆိုရွေ့ယူကြမိမိတို့ကိုယ်မှဆင်း ပြီဝတ်ပြီးကြအင်းတကံတတိယံပြီသုံးရင်ရောက်ကြတော့ကာမိတုမိဇာသာရဝိရတိသီလတိဟုသောအဝတ်ကောင်းနန္တာကောင်းလေးချိန်မြောက်ကြတော့မုဒါဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒါဝါဒဝိရတိသီလတိဟုသောအဝတ်ကောင်းနန္တာကောင်းငါးချိန်မြောက်ကြတော့သူရာပါဏဝိရတိသီလတိဟုသောအဝတ်ကောင်းနန္တာကောင်းကိုကင်ဝတ်တော့လိမ့်တော်လို့ ဆိုပြီးအလားရှိကတိုင်တိုင်ဆိုးဆိုးပေးတရားတော်မှာဒီကလေးပဲဝမ်ပန်းတတလက်ရွေဆိုးဆိုးယူကြအေးအဲ့ဒါဒီဥပမာအလင်္ကာပြောပြောလို့ရှိရင်ဝတ်ကောင်းစလားငါမျိုးနေရာတကြဝတ်ပြီအင်းတဏိနဲ့လာကံနဲ့လာကောင်းနဲ့လာပြောင်းငါမျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောရဲအဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်လာဝတ်ပြီးနဲ့လာကောင်းကောင်းလိမ့်ပြီး ပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းကြီးဒီအဝတ်ကြီးဒီနတ်သားကြီးနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက်ဒါတွေရှင်းပြလိုက်တဲ့အတွက်တိတ်တင့်နေသွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မတော်အောင်အဲ့ဒီအဝတ်ကြီးညှက်မတော်အောင်အဲ့ဒီနတ်သားတို့ပြေးမတော်အောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့ အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကတိတရဏီနတာပင်စင်ကသီလံသာဓုကံကတ္တဝအဗမတိနတံပါတိတာပြောလိုက်ဟာဒကာဒမကြီးကအာမဗန္တိဆိုလိုက်ဘာလို့တော့အဓိပ္ပာယ်သိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အသေးအယူကတော့ပါဠိကတော့ဖြောင်းတယ်သီလပေးတဲ့ကိုတော်က ာရဝနှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမီတင်တို့သည်တိတရဏီနာတရဏဂုံကုံကံဥဇိုက်ပန်းနှင့်သာတကားပင်စင်ကတိရငါးပါးတိရာကြည့်ဟုသောဝကောင်းသလငါးမျိုးနန္တာကောင်းနန္တာပြောင်းငါးမျိုးအခုရှင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေတိရာကြည့်ဟုသောအဝကောင်းသလတွေနန္တာကောင်းတို့ကိုသာဓုကံကတ္တဝါတတိမြဲမြဲမြန်မြန်ထပြီးတော့ အဗမာဒီနမမိမလျောတဲ့တတိဖြင့်တံပါတိထတရဏဂုံပန်းတို့နှွမ်းမသွားအောင်ငါဘသီလဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနဲ့ဒါကောင်းနဲ့ဒါပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်းလျက်တံပါတိထမကြိုးမပေါက်မကြမပြောက်ရအောင်ထိမ့်သိမ့်ဆောင်းလျှောက် ပြည်စုံကြပါစေလို့တိုက်တွန်းစကားပြောတယ်။ဒီမှာတရားဓမ္မတွေကအာမဗန္တိကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြ။ဤအခုအချိန်ဒီမိမိတို့ပြီးခဲ့သောလုပ်ငန်းရှင်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟုသောဥစိုက်ပန်းတွေငါးပါးသီလတိဟုသောအဝတ်ကောင်းငါးမျိုးနတ်တာကောင်းငါးမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တာပြီးတော့ အနေမှာဓမ္မနေပယ်ကကြည့်ရင်ရောက်နေတယ်အဲ့ဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေပါလို့ဆိုတော့မင်္ဂလာပွဲတပင်ဝတ်နေအေးထို့အတူပဲတဏ္ဍဂုံပန်းပန်းပြီးတော့ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်သားကောင်းငါးမျိုးလိမ့်သပြီးတော့ကတူအမျိုးကောင်းတာအမျိုးကောင်းသမီးများသည်တရားမင်္ဂလာပွဲကို 我爷爷啊，嗯。